အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆလတ်တူနေရအိမ်မှာအထူးတက်သေးလေးတစ်ခုလုပ်ဖို့အတွက်အဲချက်ပြုတ်ပြင်ဆင်နေရပါတော့။ဘာချက်မှလဲဆိုတော့ထောက်ဖက်ချက်မြင့်တဲ့ချက်တိုင်းချက်မြင့်ဆက်ပြီးတော့ဆလတ်တူလန်ထိတ်ကစိုက်ကားဆရာဦးလေးတွေကိုနေ့လေစာထမင်းပူလေးတောက်ပို့မှဖြစ်ပါတယ်။သူတို့နေရဆလတ်တူနေရကိုဒီဘက်အိမ်ပြောင်းကလေးအားအဲ့လိုခင်မြင်လာအချိန်ချင်းပြန်လန်ကူညီကြတာပေါ့နော်။ပြီးတော့မနေ့တိုင်းကိုဖိုးဝေဖယ်ရီဂိတ်သွားဖို့အတွက်လိုက်ပို့ပေးနေကြစိုက်ကားဆရာဦးလေးတွေဖြစ်ပါတယ်။အဲ့တော့အခု ချက်ပါမယ်အမြန်ချက်ပြီးတော့နေ့လည်စာသွားဖို့ပဲဘာလို့ပြင်ထားလဲဆိုတော့ပြ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 ောမယ်နော်ဆန်တော့ဘာစမာတီဆန်ဝင်နေရလို့ဆွတ်တို့အိမ်မှာတောင်းတဲ့ပေါ်ဆန်လေးကိုပဲတေချာရေးဆေးတယ်ရေးဆေးပြီးတော့နိုင်ဝက်လောက်ရေးစိမ်ပြီးတော့မှရေပြန်စစ်ထားပါတယ်ဒီအဆင်အရေးကြီးပါတယ်ပြီးတော့ဒါတွေကတော့ top vitamin ချက်ဖ yeah, ို့အတွက် top vet C ပြီးတော့စပိ6တီဟိုစိပြီးတော့ဒီမှာကခင်ခတ်အမှုကြိုင်လေးပြင်ဆင်ထားတယ်ပြီးတော့စက်သားကိုလည်းတေချာလေးရေးဆေးပြီးတော့ရေးစစ်ထားတယ်အခုစက်သားကို ဘာမှမချက်ခင်မှာရတာလေးအရင်နှပ်ပါဖြစ်ပါတယ်ကနောကြက်တောင်းလုံးလေးတုံးပြီးတော့ကြက်တောင်းကိုတေချာရတာနဲ့မယ်ပြီးလို့ရှိရင်အချိန်အနည်းဆုံး9ဝက်တနိုင်လောက်ထားပြီးတော့နှက်ထားလိုက်ပါမယ်ကျွလကအိမ်မှာအသားငါးတွေချက်တဲ့အခါတိုင်းမှာကနောကြက်တောင်းလုံးလေးတုံးပြီးတော့ရတာနှက်ထားလေးရှိရင်အဲ့ခါကျတော့ဟင်းလျာကအနံ့ရောရတာကိုပိုပြည့်စုံပြီးတော့ကောင်းပါတယ်ကနောကြက်တောင်းလုံးကအချိန်ကြီးအကြာကြီးသုံးဆဲသူတွေအတွက်ယုံကြည်စိတ်ချရတဲ့ထုတ်ကုန်ဖြစ်တဲ့အတွက်ကျွလတို့လည်းအိမ်မှာရွေးချယ်ပြီးတော့တောင်းပြပါတယ် ကြက်သားရတာနှံ့ထားတဲ့အချိန်မှာထောက်ဘက်တင်းချက်ဖို့ပြင်ဆင်ပါမယ်။ထောက်ဘက်စီလေးပူလာပြီဆိုလို့ရှိရင်တီဟိုစီးနဲ့စပိချောက်လေးတွေကိုအပူနည်းနည်းပေးပါမယ်။ပြီးတော့ရင်ထောက်ဘက်စီလေးချဲ့ပြီးတော့ကရဝေးရွယ်တစ္စပိုးခေါင်းနဲ့နနက်ပွင့်ကိုချဲ့ပြီးတော့စီတက်ပေးမယ်။အနံလေးမွေးလာပြီဆိုရင်ရေဆေးပြီးစစ်ထားတဲ့ဆန်နေချဲ့ပြီးတော့ထပ်ပြီးတော့စီတက်ပေးမယ်။ပြီးရင်တော့ဓမင်ပောင်းဝဲချဲ့ပြီးတော့ ုံမှန်ထမင်းချက်နေကြရေးအထူးစားတိုင်းပဲထည့်မယ်အရသာအတွက်စားနဲ့တကြားလေးနည်းနည်းထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်အခုကြတားရင်ချက်ပါမယ်ရှင်။စီပူလာပြီဆိုရင် ကရဝေးရွက်နဲ့အနက်ပွင့်လေးထည့်မယ်။ပြီးရင် ကြက်တုံဖြူနီချင်းတိတ်ထားတာလေးထည့်မယ်။စနင်းမုံနဲ့အယောင်တင်မုံလေးထည့်ပါမယ်။မဆလာနည်းနည်းထည့်မယ်။ စီသက်ထားအနံလေးဝေးလာပြီဆိုရင်တော့အရသာနှက်ထားတဲ့ကြသားလေးကိုထည့်မယ်။ပြီးရင်ကြသားကိုအသားလေးတင်းပြီးစီပြန်လာတဲ့အထိဒေချာလေးစီသက်ပေးပါမယ်။ပြီးရင်ရင်လေးကိုကြသားမြုပ်တဲ့အထိထည့်ပြီးတော့အဖုံးအုပ်ပြီးတော့တည်ထားလိုက်ပါမယ်။သမင်းပေါင်းခလုံးမတက်ခင်မှာသီယိုစင်းနဲ့စပီးချောက်တွေထည့်ပြီးတော့အကုန်လုံးနှက်ဆက်သွားအောင်ဝင်လိုက်မယ်။ပြီးသွားရင်အဖုံးလေးအုပ်ပြီးတော့ငွေလေးနဲ့နှက်ထားလိုက်မယ်။ အခုတရက်ချင်းတော့ပါမယ်တရက်ချင်းရင်ကြတော်နီရင်ညိုသီးစင်းရင်နှမ်းလော်လေးထည့်မယ်စီလေးထည့်မယ်ပြီးရင်ခနောချက်တောင်မုံလေးထည့်မှာဖြစ်ပါတယ်ခနောချက်တောင်မုံကိုအတုတ်တုတ်တဲ့ခါမှာသုံးမယ်ဆိုလို့ရှိရင်တခြားအစာပလာတွေဘာမှထပ်ထည့်ကြမလို့ပဲနဲ့အတုတ်ကအရသာရှိပါတယ်အခုစတားလေးဟင်းအနှစ်များများလေးနဲ့စီပြန်သွားပါပြီအနံ့လေးလည်းမှွေးနေပါတယ်ရှင်အလုံးစင်နေဖြစ်ပြီဆိုတော့နေ့လည်စာထမင်းမှုလေးပြင်ဆင်လို့ရပါပြီ ော်ဘတ်ချမင်းလေးရဲ့တရချင်းတုံလေးရဲ့စတားစီပြန်လေးရဲ့ねတကယ်ကိုလိုက်ဖက်ပြီးတော့စာကျင်ကြရပါအခုလိုလေးပြင်ဆင်မိတဲ့အခါမှာစိတ်ထဲမှာတကယ်ကိုကြည်ကြည်နုနုနဲ့ပီတိဖြစ်ရပါတယ်ရှင်။ကဲအားလုံးဆင်နေဖြစ်ပါပြီ။ဒါကလေးလေးစား တော့ပို့ဖို့အလှူလေးအလှူမဟုတ်ပဲမဲ့ဒါအလှူလေးအလှူလေးအတွက်လည်းစင်းစင်းဖြစ်သွားပါပြီပြီးတော့အာကျွန်တော်တို့ညီးဖို့ညီးကြကြားတယ်ဘယ်လိုရှိလဲဆိုတာချက်တွေကတော့မှုင်းနာမှုင်းနာလေညီးတော့အပန်းဆိုတဲ့ရတာဒေသနှစ်ထားတယ်တုပ်လေးရပါတယ်음ကောင်းတယ်ကျလာတဲ့နူးနေမှာနူးပြီလားပဲ စားလေးကိုဒီတိုင်းနေမိတယ်။ညာကြီးကြည့်လိုက်။ဟွန်းမိုက်တယ်ရှေ့ပဲအမ80အောက်တော့ရပါတယ်တရားပြီးရဟွန်းကွတ်တီပဲအစားဟာအကုန်လုံးတည့်ရယ်ကွတ်တီပဲမိုက်တယ်တို့တွေ ဆိုင်ဆိုင်ဖွင့်ကြရင်ကောင်းလားလူလူမင်္ဂလာတွေအတွက်ဒါ order လက်ခံပါတယ်စားကောင်းတယ်ဆိုတော့အမွှားပြေးသားပါလိမ့်อืมဟိုမူးကောင်းကွာတော့စားတာဆန်နော်နည်းနည်းပြီးတော့ကြီးရတယ်လာဆုံဆုံပြီးကြီးတမျိုးချင်းစီမှာရတာတော့တူကဲနေမိုက်တယ်ကျွန်တော်ဆိုင်မှာဝယ်စားတဲ့ရတာတွေအတိုင်းပဲอืมอืมချက်อืม မိုက်တယ်မိုက်อืมตอนนั้นจะเช็ดได้ดูอ่ะอ่างาอตอซ้อมมาเลยชอพี่มาเสร็จซ้ําอืมหลูตัวตั้วพี่รอแลนเทมมาจารย์เราเช็คกันได้ยักกั่วแท้อ่ะจารย์เช็ดให้ดูดิตั้วพี่รอไปไล่ไปออกมั้ยครับเนี่ยไล่เก็บออกครับเนี่ยโอเคพอจ้ะลาพี่มาซ้ํามาเนาะ လူတို့နှစ်ယောက်ရဲ့မယူရဲပဲလှူပစ်တဲ့အလှူပစ္စည်းလေးအတွက်အားလုံးလက်ကြည့်ပြီးတော့ဂျီနူပီတီဖြစ်ကြတယ်လို့ယုံကြည်ပါတယ်နောက်ထပ်ဖလော့လေးမှာအားလုံးနဲ့ပြန်ဆောင်တွေ့ပါမယ်ရှင်